ုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ပထမပုံမှန်အစည်းအဝေး၁၇ရက်မြောက်နေ့ဖြစ်တဲ့ဒီကနေ့အေပီလ၄ရက်နေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးရဲ့ဝန်ကြီးအဆင့်ဝန်ကြီးတွေဥပဒေချုပ်နဲ့စီးရင်စစ်ချုပ်တို့ကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအမည်စည်းတင်သွင်းပြီးလွှတ်တော်မှာတည်ပြုခဲ့ပါတယ်။အရင်ဆိုရလက်ထက်ကရန်ကုန်တိုင်းဒေသကြီးမှာဝန်ကြီးဌာန၉ခုထားရှိခဲ့ပေမဲ့ဒီကနေ့မှာတော့ဝန်ကြီးဌာန၆ခုပဲတည်ပြုခဲ့တာပါ။အဲ့ဒီဝန်ကြီးဌာန၆ခုကတော့လုံခြုံရေးနဲ့နယ်စပ်ရေးရဝန်ကြီးဌာန၊စီမံကိန်းနဲ့ဗန်နာရေးရဝန်ကြီးဌာန၊စာပြောရေး၊မွေးမြူရေး၊တက်တောင်းနဲ့စွမ်းအင်ဝန်ကြီးဌာန၊လျှက်စစ်ဆက်မှုလက်မှုနဲ့ လမ်းမဆက်တော်ရေးဝန်ကြီးဌာနစီပင်သာရေးဝန်ကြီးဌာနနဲ့လူမှုရေးဝန်ကြီးဌာနတို့ဖြစ်ပါတယ်ဒီကနေ့အတည်ပြုခဲ့တဲ့ဝန်ကြီးဥပဒေချုပ်နဲ့စင်စစ်ချုပ်တွေခုနှစ်ဦးမှာအများစုကအငိမ့်စအရာရှိတွေနဲ့ပြင်ပပညာရှင်တွေဖြစ်ပြီး NLD ပါတီဝင်တွေကဦးနိုင်ငံလင်းတယောက်ပဲဝန်ကြီးဖြစ်ပါဝင်ခဲ့တာပါရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ကိုတော့ရှင်းနေချုပ်ရုံအငိမ့်စားဒုတိယညွှန်ကြားရေးမှူးဦးဟန်ထူစီးရင်စစ်ချုပ်ကိုတော့တမိုင်းချီမြင့်နဲ့စစ်မှုဝန်ကြီးဌာနငွေစည်းဌာနရဲ့အငိမ့်စားစီးရင်စစ်ချုပ်ဒေါခင်တန်းလှတို့ကိုခန့်အပ်ဖို့အတည်ပြုခဲ့ပါတယ် ကျန်ဝင်ချင်းမြေစင်းတွေမှာတော့ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဟောင်းဦးမြင့်တောင်းမြမရင်နံနဲ့သဘောတူငွေရဲ့အငြိမ်းစားညွှန်ကြားရေးမှူးဦးဟန်ထွန်းအကြီးတန်းလိုင်စင်ရဘိသူကပညာရှင်ဒေါ်နီလာကျော်အတုံးချဘောကပြူရာစီးပွားရေးရဲ့အငြိမ်းစားပတ်မောခဦးမမောင်စိုးနဲ့ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်ဦးနိုင်ငံလင်းတို့ကိုအတည်ပြုခဲ့ပါတယ်ဟုတ်ကဲ့အတည်ပြုလိုက်ပါပြီဒီနေ့ကလုံးဝကန့်ကွက်မဲမရှိဘဲနဲ့အားလုံးကိုကျွန်တော်တို့ဒီတသက်မဲ့တဲ့ပဲကျွန်တော်တို့သဘောတူလိုက်တာပါကျွန်တော်တို့အခုလိုက်မဲ့တာဆိုရင်တော့ဝင်ကြီးအခြေအတွက်ကိုဒီနေ့ ဟိုသူတို့ကျင်ညာလာပါဝိဇ္ဇဉ်နာပြီးတော့ကျွန်တော်တို့ဒီဘေဌာနနဲ့ဘေဌာနဘေဝင်ရောဘေဌာနဆိုတာတော့ကျွန်တော်တို့မကျင်ညာထားသေးပါဘူးဗျာဟုတ်ကဲ့အပြင်မှာထင်မြင်ချက်ပေးတာတော့ထင်မြင်ချက်ပေးတဲ့အပိုင်းပေါ့နော်လုံချုံရင်နဲ့နေဆက်ရေးကဝန်ကြီးဌာနရဲ့ဝန်ကြီးဖြစ်ကိုတော့တက်မတော် ကာကွယ်ဦးစီးချုပ်ကတားရိုက်ခံထားတဲ့ဗိုလ်မှူးကြီးတင်အောင်ထွန်းကဆောင်ရွက်တော်မှာဖြစ်ပါတယ်